နောက်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါ ASM Knowledge Channel ကနေပြန်လဲကြိုဆိုပါရစေ။ဟိုတဘက်ကကျွန်တော်ဒိုင်းအုပ်အကြောင်းလေးကို sub နော် message ပြောခဲ့တာပါ။ဒီနေ့တော့ကျွန်တော်တို့ဒိုင်းအုပ်ကိုဘယ်နေရာတွေမှာ သုံးတယ်လဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီဗီဒီယိုလေးတွေပေါ့နော်ဗီဒီယိုလေးတွေရိုက်ပြီးတော့ကျွန်တော်ပစ္စည်းဒီဒိုင်းအုပ်သုံးတဲ့ပစ္စည်းလေးတွေကိုကျွန်တော်မှာရှိတဲ့ဒီပစ္စည်းလေးတွေဗီဒီယိုရိုက်ပြီးတော့နော်ဘုသူဒအနေနဲ့မျှဝေပေးလိုက်ပါတယ်။ အဲ့ကျွန်တော်ဒီ knowledge channel ကနေပြီးတော့ဘုသူတမျိုးစုံပေါ့နော်ဘုသူတမျိုးစုံနဲ့ဒီအခြေခံ electronic အကြောင်းအရာလေးတွေ project လေးတွေနောက်ဒီ CSS ပစ္စည်းပြင်ဆင်တဲ့အကြောင်းအရာလေးတွေကိုဆင်ဆက်မပြတ်မျှဝေပေးနေပါတယ်အဲ့ဒါကြောင့်မို့ channel လေးကို subscribe မလုပ်ပါသေးရင် subscribe လေးတွေလုပ်ပြီးတော့အားပေးကူညီလို့ရပါတယ်ဗျာနော်အဲ့ကြအရင်ဆုံးကျွန်တော်ဒိုင်းအုပ်ကိုဘယ်နေရာတွေမှာကျွန်တော်နောက်ပြည်သက်တွေတွေ့နိုင်မလဲဆိုရင်ဒီမှာဖုန်းအသွင်းနဲ့ ဖုန်းချက်ကြပေါ့တနည်းအားဖြင့်ဖုန်းအက်ဒပ်တာပေါ့နော်ဒီဖုန်းအားသွင်းတုံးလို့လည်းတချို့ကခေါ်တာပေါ့နော်အဲ့ဒီမှာအထက်မှာဖွင့်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဟိုနေဦးရကျွန်တော်အလင်းရနည်းနည်းအလင်းရောင်လေးရှိတဲ့နေရာပြပေးမယ်နော်ဒီလိုချက်ကြလေးတွေမျိုးဖွင့်ကြည့်လိုက်လို့ရှိရင်အထက်ထဲမှာနေရာနေရောင်ကစုနေအဲ့ဒီဟာလေးနော် နော်မိတ်ဆွေတငယ်ချင်းညင်ရလာမသိဒီမှာအဖြူဒီဒီကလေးအမဲရောင်လေးနဲ့နော်ငုတ်ကလေးကိုွေးပြီးတော့တတ်ထားတာအဲဒိုင်အုပ်ပါနော်ဒိုင်အုပ်ကဒီလိုခြားခြားလေးထဲမှာလည်းတွေ့ရတယ်အဲဒီလိုခြားခြားမှမဟုတ်ဘူးတော်တော်များများပေါ့ဒီ electronic ပစ္စည်းတော်တော်များများမှာနော်ဒီဒိုင်အုပ်ကပါပါတယ်နော်တခြားဟိုဟိုတော့ငါသုံးတဲ့ကျွန်တော်တို့ရေဒီယိုတို့ကက်ဆက်တို့နော်နောက်တစ်ခါဒီ အာသွင်းမီလုံးတွေတို့အခုဒီမှာကျွန်တော်ရှိတဲ့ပစ္စည်းတွေကထပ်ပြီးတော့ပြရမယ်ဆိုရင်ဒါမီဟိုဘောမီအာဖြတ်ဆက်ပေါ့နော်မီဖြတ်ဆက်ကလေးမီဖြတ်ဆက်ထဲမှာဆိုရင်လည်းဒီမှာဒီထဲမှာဆိုရင်၃၄လုံးလောက်ပါမနော်၄လုံးလားမသိပါမယ်ဒီမှာဟုတ်တယ်နော်ဒီဘက်မှာဒါလေးကဒါလေးလည်းတိုင်အုပ်ပဲဒါလည်းတိုင်အုပ်နှလုံးနော်ဒီအောက်ဖက်မှာလည်းဒီမှာနှလုံးပါသေးရနော်ဒိုင်အုပ်အကြဒိုင်အုပ်တွေကိုခုနကနော်ဒီမှာ ဒါလေးလည်းထိုင်အောင်ပါဗျာနော်။အဲ့ဒါလို့မီးဖြတ်ဆက်တွေထဲမှာလည်းပါတယ်။နောက်တစ်ခါကျွန်တော်တို့ဒီနှစ်ပေနှစ်ပေတို့လေးပေတို့မီးချောင်းပေါ့နော်။မီးချောင်းအထဲတဲကချုပ်ခေါ်မှာပေါ့နော်။အဲ့ကျွန်တော်တစ်ချက်တော့ဖွင့်ကြည့်လိုက်အောင်နော်။အဲ့ဒီဟာပေါ့နော်။ဒီချုပ်ထဲမှာလည်းကျွန်တော်ဒီချုပ်ကိုဖွင့်ပြရင်တော့ဗီဒီယိုကအရန်ရှည်နေမှာဆိုလို့ဒီ ဒီချုပ်ထဲမှာလည်းကျွန်တော်တို့ဒိုင်အုပ်တွေပါတယ်เนาะအရင်တစ်ခါကျွန်တော်ချုပ်အဟောင်းလေးဖွင့်ပြဘူးတဲ့ထက်နဲ့အဲ့ဒီမှာเนาะဒိုင်အုပ်တွေအများကြီးပါတယ်ခုနပြောလို့ပဲเนาะရေဒီယိုကက်ဆက်ခုနပြောတဲ့ charger နောက်တစ်ခါတော်တော်များများပါဗျာเนาะ TV တို့ပါလို့လည်းလည်းပါတာပဲเนาะအဲ့ဆိုရင်ဒါကဟိုတနေ့ကပြောခဲ့တယ်ကျွန်တော်တို့ဒီဒိုင်အုပ်ရဲ့ လျက်စီချောင်းစီးတဲ့ဓာတာရှင်ပေါ့နော်သူဒီအပေါင်းကနေအနှုတ်ပဲတနည်းအားဖြင့်အနှုတ်ကနေကက်တုတ်စီကိုပဲလျက်စီချောင်းစီးတာပြောင်းမြန်လုံးဝမစီးဘူးပေါ့နော်အဲဆိုအဲ့အရာလေးတွေကိုပုံမူပြီးတော့နားလည်အောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ forward bias နဲ့ reverse bias เนาะအဲ့အရာလေးဒါလေးတွေသိဖို့ဆိုရင်ကျွန်တော်တို့ဒါဘက်ထရီသင်္ကေတပေါ့နော်ကျွန်တော်တို့ circuit ပုံကိုကြည့်လိုက်လို့ရှိရင်ဒါရှေ့တဲ့ဘက်ကအပေါင်းတိုးတဲ့ဘက်ကအနှုတ်ဒါဘက်ထရီရဲ့သင်္ကေတဆိုရင်ဒီပုံစံလေးဒါမှတ်ထားဖို့လိုပါတယ်ဒါဆိုရင်ဒါကတော့သိပြီးသားပေါ့နော်ဒိုင်အိုရဲ့သင်္ကေတ triangle တတိယကလေးရှိတဲ့ဘက်က p အပေါင်းဒီ vertical line လေးပေါ့နော်အထက်အောက် line ဘက်က n တနည်းအားဖြင့်ဒီ electron နဲ့ပြောရင် n နှုတ်နဲ့ကတ်တော့ပေါ့နော်နောက် resistor ဒါသင်္ကေတပေါ့နော်သူ့ကိုတော့ကျွန်တော်တို့ capital r နဲ့ရေးပါတယ်ဒါကတော့ကျွန်တော်မေးဆွေသင်္ကေတချင်းတွေလည်းသိတော့သိပြီးသားပေါ့နော်အဲ့ကြတော့ forward bias ကိုအရင်ပြောပါမယ်နော်ဒီတိုင်း O လေးရဲ့လျှက်စီးချောင်းဒီတချောင်းသွားဆိုတဲ့ဟာကိုနားလည်ဖို့ဆိုရင်ဒါ forward bias နော် power bias ကကျွန်တော်တို့ battery ရဲ့ရှေ့သက်ဘက်အပေါင်းဟုတ်နဲ့ဒိုင်အိုရဲ့ P type ပေါ့နော် P type အပေါင်းနဲ့ဆက်တယ်နောက်တစ်ခါ battery ရဲ့တိုးသက်ဘက်ပေါ့နော် အနှုတ်ငုတ်ကလေးကဒီဒိုင်အိုရဲ့ N type ပေါ့နော်လွယ်အောင်ပြောရင်တော့အပေါင်းပေါင်းရင်းအနှုတ်နှုတ်ချင်းဆက်တာကို forward bias လို့ခေါ်ပါတယ်လို forward bias ပေးလိုက်တဲ့အခါမှာဒီ battery ရလာတဲ့เนาะလျှက်စီးချောင်း i ဟာကျွန်တော်တို့ ဒီအနုတ်ကနေကတ်တုတ်တဏိယဖြင့်ပီတိုက်ဘက်ကနေအန်တိုက်ကိုလျှက်စီးချောင်းစီးသွားတာဖြစ်ပါတယ်နော်ဒီမှာ iron ကျွန်တော်သင်္ကေတ iron လေးနဲ့ပြထားပါတယ်ဒီလျှက်စီးချောင်းဒါရရှင်ကဒီမှာ arrow အနီရောင်လေးနဲ့နော်ဒါ forward bias ပါအဲ့လို forward bias ပေးလိုက်လို့ရှိရင် battery ကနော်လျှက်စီးချောင်းကဒီ time out ကို ဖြတ်သွားပြီးတော့ဒီမှာ load resistor ပေါ့နော် resistor ကတော့ဒီမှာကျွန်တော်တို့ဒါစမ်းသပ်ရုံပေါ့တကယ်တမ်းကတော့ဥပမာ ဒီလက်တွေ့ဆက်မယ်ဆိုရင် LED မီလုံးလေးဖြစ်ဖြစ်ပေါ့เนาะတခြားမီသီးလေးပေါ့ဗျာเนาะအဲ့ဒါကိုဒီမှာတော့ကျွန်တော်က resistor R လို့ပဲရေးထားတာဖြစ်ပါတယ်เนาะအဲ့ဆိုရင်အပေါင်းအပေါင်းရင်အနှုတ်နှုတ်ချင်းအနှုတ်နှုတ်ချင်းပေါ့เนาะအတက်ဘူအားပေးရင်လျှက်စီးရောင်းစီးတယ်ပေါ့เนาะအဲ့လိုလျှက်စီးရောင်းစီးသွားရင်ဒီ resistor R ထဲမှာလည်းလျှက်စီးရောင်းဖြတ်စီးသွားမယ်တနည်းအားဖြင့်ဒီ R နေရာကို LED လေးတက်လိုက်မယ်ဆိုရင်အဲ့ဒီ LED မီသီးလေးက လင်းပြမှာဖြစ်ပါတယ်เนาะအဲ့လက်တွေ့ပိုင်းလေးတွေကိုလည်းကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့တင်ပေးသွားပါမယ်เนาะနောက်တစ်ခုကသူ ਨੇ ပြောင်းမြန် robust bias လို့ခေါ်ပါတယ် robust bias ကကျတော့ဒီ battery ရဲ့ရှည်သက်ဘက်ပေါ့เนาะအပေါင်းငုတ်ကကျွန်တော်တို့ဒီမှာမြင်တဲ့အတိုင်းပဲဒိုင်အုပ်ရဲ့ end type ပေါ့เนาะနောက် battery ရဲ့အနှုတ်ငုတ်တူတဲ့အနှုတ်ငုတ်ကဒီဒိုင်အုပ်ရဲ့ p type ပေါ့เนาะပြောင်းမြန်ပေါ့ဗျာเนาะအဲ့လိုပြောင်းမြန်ပူအားပေးလိုက်လို့ရှိရင်ကျွန်တော်တို့ဒီဒိုင်အုပ်ထဲမှာ လျက်စီးကြောင်းဒီနေရာလေး0ဆိုတော့မစီးသလောက်ပေါ့နော်တကယ်ဒီမိုက်ခရိုအမ်ပီယာပေါ့ဗျာနော်တသန်းပုံပုံမှတပုံနှစ်ပုံစသဖြင့်ပေါ့နော်အဲ့လိုမိုက်ခရိုအမ်ပီယာ range လောက်ပဲစီးတာမို့ကျွန်တော်တို့ကဒီမှာကျတော့ပြောရတာလွယ်အောင်လို့နေရာလေး0ပေါ့နော်မစီးဘူးလို့ပြောလိုက်တာပေါ့အဲ့ဆိုရင်ဒီလို robust ပိုင်းရပေါ့နော်ဖြောင်းမြန်ပုံအားပေးတဲ့အခါမှာ ဒိုင်အိုထဲကနေလျှက်စီးချောင်းမစီးတဲ့အတွက်ဒီ resistor R မှာလည်းလျှက်စီးချောင်းမစီးတော့ဘူးပေါ့တနည်းအားဖြင့်ဒီ R နေရာကို LED လေးတက်လိုက်မယ်ဆိုရင်သူထဲမှာလျှက်စီးချောင်းမရောက်တော့တဲ့အတွက် LED မီဒီလေးကလည်းမလင်းဘူးပေါ့နော်အဲ့ဒါမဟုတ်ကျွန်တော်တို့ဟိုငငယ်တုန်းကကက်ဆက်တူရေဒီယိုတို့ပေါ့နော်ဒီကက်ဆက်တူရေဒီယိုတို့ဖွင့်တဲ့အခါမှာဟိုတုန်းကတော့ဘက်ထရီအိုးနဲ့ချိတ်ဖွင့်တာပေါ့နော်အဲ့လိုဘက်ထရီအိုးနဲ့ချိတ်တဲ့အခါမှာကျွန်တော်တို့အပေါင်းနှုတ်ကလစ်မှားချိတ်မိရင်ကျွန်တော်တို့ကက်ဆက်တွေရေဒီယိုတွေကျွမ်းလာ နောက်အဲ့လိုမကျင်းအောင်ဆိုပြီးတော့ကျွန်တော်တို့ဆိုင်ကိုသွားပြီးတော့အမှားကန်လေးအမှားကန်လို့ပြောတာပေါ့နော်အမှားကန်လေးထည့်ပေးပါဆိုရင်ဆိုင်ကဘာလုပ်ပေးလဲဆိုရင်ဒီလိုတိုင်အုပ်ကလေးတစ်လုံးကိုထည့်ပေးလိုက်တာပေါ့နော်အဲ့ဆိုသူကဘက်ထရီကလက်အတက်အပေါင်းအပေါင်းရဲ့အနှုတ်နှုတ်ချင်းအတက်ချိတ်ရင်သူကရေဒီယိုတွေကက်ဆက်တွေကအတန်ထွက်တယ်ပေါ့နော်အလုံးလုံးတယ်ဒီရောင်းမြန်ချိတ်မိလို့ရှိရင်သူက robust ဘိုင်းရဖြစ်တဲ့အတွက်သူ့တဲကိုဒီရေဒီယိုကက်ဆက်ထဲကိုဘက်ထရီကနော်လျှက်စီချောင်းမစီးတော့တဲ့အတွက်ဒီကက်ဆက်တွေရေဒီယိုတွေကမကျွမ်းတော့ဘူးပေါ့နော်ကျွန်တော်တို့ကငငယ်တော့ငါ ဒီ site နေမှာသွားပြီးတော့ဒါအမှားကန်ဆိုပြီးတော့ထည့်ခဲ့တာပေါ့နော်အဲ့ဒါဒီတကယ်တမ်းတော့တိုင်အုပ်ဖြစ်ပါတယ်နော်ကဲကြံတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်နောက်ဗီဒီယိုမှာဆက်လက်ပြီးတော့မျှဝေပေးသွားမှာမယ်အားလုံးကျေးဇူးထူးတင်ပါတယ်ခင်ဗျာ